မင်္ဂလာပါကျွန်တော်က Defendi video လေးထဲမှာပေါ့နော်ကျွန်တော်တို့ shift function ရဲ့ if function ရဲ့ if first function အစပါတဲ့ if function ရဲ့ပေါ့နော်အသုံးပြုတဲ့ပုံလေးတွေကိုပြပြသွားမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုတွေမှာကျွန်တော်ရဲ့ base မှာပေါ့နော် infinite effect ရဲ့ quadratic တွေကိုကျွန်တော်တင်ပြပြပါတယ်ဒီ swift function ကတော့ဒါကျွန်တော်ပထမဆုံးတင်ပြမဲ့ video ဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ကဒီမှာဆိုရင် swift function က2016ကနေစပါတာ if else function ကတော့2021မှာစပါပါတယ်ဒီ if တဆိုင်ရင်တော့ဒီ swift function ကပေါ့နော်အဲတုံးရတာပို့ပြီးတော့မှလွယ်ကူပါတယ်ဒီ if function ကကြတော့ထက်ခါထက်ခါပေါ့နော်ကျွန်တော်တို့ခေါ် logical တက်တစ်ခုတက်ပေါ်ရင်ထက်ခါထက်ခါခေါ်ရတယ်တကယ်လို့ version အနေနဲ့နေမှာဆိုလို့ရှိရင် if x ပါတဲ့ if function မရဘူးဆိုရင်တော့ if nested if အနေနဲ့ဒီ if ကိုသုံးရင်ထပ်ခါထပ်ခါခေါ်ရရပေါ့နော် if function ကျွန်တော်ဒီမှာဆို if function နဲ့အရင်ရေးကြည့်မယ်ကျွန်တော်ဘာကိုတွက်မှာလဲဆိုတော့ကျွန်တော်ကဒီမှာအမှတ်စည်းနေရှိတယ်ဒီအမှတ်စည်းနေ90နဲ့90အထက်ဆိုရင် excellent 90နဲ့90အထက်ဆိုရင် good နော်90နဲ့90အထက်ဆိုရင် normal 90အောက်ဆိုရင် bad ဆိုပြီးပေးပါအဲ့လိုပေးတဲ့နေရာမှာကျွန်တော်ကရိုင်းမထည့်ပဲနဲ့ဒီ server friend လေးတွေကိုညွန်ပြီးပေးသွားမှာပေါ့နော်အဲ့ဒါဆိုကျွန်တော်အရင်ဆုံးရေးလိုက်မယ် if ပထမဆုံး logical test ကပထမ logical test ကဒီကောင်းကြီး greater than or equal 60 60တဲ့ကြီးမယ်60တဲ့ညီမယ်ကျွန်တော်အောက်ကိုဆွဲချကျင်တာမို့ဂိမ်းတွေခက်ခဲ့မယ်အဲဆိုရင်ဒီ excel ဒါလေးကိုလည်းဂိမ်းတွေခက်မယ်အဲပြီးကျွန်တော်တို့ကနောက်ထပ် logical test တစ်ခုပေါ့နော် logical test တစ်ခုတက်ပို့တဲ့အတွက် if function ကိုထပ်ခေါ်မယ်အဲကဒီကောင်းကြီး greater than or equal ဘာလဲဆိုတော့80 80တဲ့ကြီးမယ်ဆိုလို့ရှိရင်ဒါလဲဆိုတော့ good ပေါ့နော်အဲဆိုတော့ C3 ကိုယူလိုက်မယ်နောက်ထပ် invention တစ်ခုထပ်ပေါ့လေနောက်ထပ်အဲကျွန်တော်ဒီကို composite E2 ဒီ greater than or equal B2 တဲ့ B4 တဲ့ပေါ့နော်ကြီးကမမီမယ်ဆိုလို့ရှိရင်ဒါဖြစ်မလဲဆိုတော့ C4 ဆိုတဲ့ normal ကိုယူမယ်ပြင်တိခတ်ခဲ့မယ်နောက်ထပ် invention တစ်ခုထပ်ခေါ်မယ်ဒီမှာကကြတော့ဒီကို E2 ဒီ less than တိုင်းတက်ခတ်မယ်15ဖြစ်မယ်ဆိုရင်တော့ but လို့ပေးမယ် okay အဲဆိုရင် yes ကျွန်တော်ကဒီနေရာမှာဘာဖြစ်လို့ပြနေကြလဲဆိုတော့ဒီ queen လေး queen လေးမပေးလို့ပေါ့နော်သူကတော့ပေးတာပါ enter ခောက်လိုက်မယ်ဆိုဒီမှာအဖြေထွက်ပြီးကျွန်တော်တို့ဆွဲချလိုက်မယ်အဲဒီမှာဆိုရင်ဘာလို့ခွက်ထွက်နေတယ်လဲဆိုတော့ကျွန်တော်က c5 ကိုဂိမ်းတွေမပေးခဲ့လို့ပါနော် c5 ကိုဂိမ်းတွေပေးလိုက်မယ် f4 ဆိုတော့ ီဘက်ကိုကိန်းတည်ပြီးပြီးဆွဲချလိုက်မယ် but ဒီမှာကျွန်တော်ကအာ85လို့ပြင်လိုက်မယ်ဒီမှာ cup ဆိုပြီးပြောင်းသွားပါတယ်เนาะဒီမှာဆိုရင်60ဆိုရင် excellent ဒီမှာဆိုရင်ကျွန်တော်55ပေါ့50လို့ပြောင်းလိုက်မယ်ဆိုရင်ဒီမှာ normal 40နဲ့8လို့ပြောင်းလိုက်ရင်ဒီမှာ bad လို့ပြောင်းသွားပါပြီဟုတ်ပြီအဲ့ဒါ if function if function ကတော့ထက်ခါထက်ခါခေါ်သွားတာပေါ့เนาะနောက်တစ်ခုကတော့ if bad fn ဆိုရင်ကတော့သူက logical debt value into value into တွေစရင်းသွားမှာအဲဆို logical debt ကဒီ e2 ဒီ greater than or equal ဒီမှာလဲ60အဲဆိုရင်ဂိမ်းတွေခတ်လိုက်မယ်ဘာဖြစ်မလဲ excel ဂိမ်းတွေခတ်မယ်နော်နောက်တစ်ခုက logical နောက်တစ်ခုကကြတော့ဒီ e2 ဒီပဲ sorry ဒီ e2 ဒီပဲ greater than or equal ဖြစ်မယ်ဂိမ်းတွေခတ်မယ်အဲဆိုရင်ဘာဖြစ်မလဲဆိုတော့ good သူက infection တွေထပ်ခါထပ်ခါခေါ်ကြမလို့စက်တိုက်ရိုက်သွားလို့ရပြီအဲ့တော့ greater than or equal 15 gain တွေခက်ခဲမယ်ဆိုတော့ normal gain တွေခက်ခဲမယ်နောက်တစ်ခု E2D less than 15 gain တွေခက်မယ်ဒါဆိုရင် bad gain တွေခက်မယ်ဒါမှလည်းအပြေလေးထွက်ပါတယ်နော် သူကအတင်းသူနဲ့အခုပါကွာလဲဆိုရင်တော့သူကတော့ information တွေကိုထပ်ခါထပ်ခါခေါ်ပြီးတော့မှသုံးသွားရတယ်ဒီကတော့ information တစ်ခါခေါ်ပြီးသူဘယ်ဟာမှန်တယ်လဲဆိုတာကိုစက်တိုက်ရည်သွားလိုက်ရုံပါပဲဟုတ်ပြီဒါဆိုရင်ကျွန်တော် sit ကကြတော့ဘယ်လိုမျိုးလဲဆိုတော့သူက sit ဆိုပြီးတော့နှိပ်ကြည့်လိုက်မယ်ဆိုရင်သူကဒီမှာ expression ရှိတယ် value is to value expression ဆိုပြီးတော့ရင်ပေါ်ပြရမယ် value one result one defer of value to reset to switch ကဘာလဲဆိုတော့ကျွန်တော်တို့ manage နေတဲ့အရာပေါ့အဲ့ဆိုကျွန်တော်က true ဆိုပြီးတော့အရင်ကကျွန်တော်က suspension ကို true လို့ရွေးထားလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ manage တာမှန်မဲ့အရာတွေကိုယူမယ်ယူမယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီ19 d ဒီ e2 d greater than or equal ဒီကောင်ဖြစ်ရင် gain delay ခတ်လိုက်မယ်ဘာလို့ပေးမလဲ excellent လို့ပေးမယ် gain delay ခတ်မယ်အဲ့ဒါပြီးရင်တော့ d2 ဒီပဲ greater than or equal d3 ဖြစ်ရင်ဘာဖြစ်မလဲဆိုတော့ got ဒါလည်း gain တွေထပ်လိုက်မယ်နောက်တစ်ခုက d2 ဒီပဲ greater than or equal comma ဟိုတိုင်းမြင်နော် greater than or equal sorry d15 ဖြစ်ရင် before gain တွေခတ်မယ်အဲဆိုရင်ဒါလည်းယူမယ်ဆိုတော့ c5 ကိုယူမယ် C Z တဲ့ကောင်ကိန်းနေခဲ့မယ်နော်အခုဒီ C4 ကိုရှင်းမယ်ဖြစ်မယ်ဆိုရင်ဒီကယူမယ်နောက်တစ်ခုက E2D E2D greater than or equal 15ချင်ရင်ဒါလည်းကိန်းနေခဲ့မယ်ကြောက်ရည်လေးစားလာဆွဲချမယ် ဒီမှာဘာလို့ and it ပေါ်နေတယ်လဲဆိုတော့ကျွန်တော်တို့သွားကြည့်မယ် e2d v5 အော် greater than or equal ကြီးနဲ့ကျွန်တော်ရေးလိုက်တာเนาะသူက greater than or equal မဟုတ်ဘူးမာနာကြည့်မယ်ဆိုတော့ okay ကျွန်တော်တို့ပြန်ဆွဲချကြည့်လိုက်မယ်ဒါဆိုရင်ဒီမှာဖြစ်သွားပြီ။ဒီကောင်လေးကဘာခေါ်ရလဲဆိုတော့ strict ကတော့အပြစ်မှာကျွန်တော်တို့ မှန်ကျင်တဲ့အရာဆိုပြီးတော့မှပြောင်းရေးပေးရတယ်ပေါ့နော် true ဆိုပြီးတော့ဒီ two years တခုပို့ပြီးတော့ဒီ expansion နဲ့ကျန်တာအလုံးကတော့ expansion အတိုင်းပဲသွားလိုက်တာပါအဲဒီမှာကတော့ဒီပေါ်မှာကြည့်တဲ့ကျွန်တော်တို့ကဒီ switch ကပေါ့နော် equal sys ဆိုတဲ့ expansion လေးကိုကျွန်တော်တို့ဖော်ပြခြင်းနဲ့ expansion လေးကိုကျွန်တော်တို့ကိုဖော်ပြပေးရတယ်ကျွန်တော်က true ဖြစ်ချင်တာဖြစ်တဲ့အတွက် true ကိုဖော်ပြပေးရတာပါဒီမှာ expansion value one resultant ပေါ့နော်အဲဒီမှာဆိုရင် switch function လေးဒီလိုလေးကြာလာတယ်ကျွန်တော်ဒီ switch function လေးကိုဒီမှာ formula factors လေးခေါ်ပြီးနော်အဲ့တော့ rested လေးနဲ့ကျွန်တော်ဆင်းလိုက်မယ်နော်ဟုတ်ပြီလားဟော sorry home name က alignment တွေက rested ပေါ့နော် rested ယူလိုက်ပြီးတော့ငါဒီမှာလေးကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကလေးက ဒီလိုပုံစံလေးပေါ့နော်ဒါလေးက suspension ပါတကယ်လို့ကျွန်တော်တို့က version အနည်းနည်းနဲ့2016လို့18 19လို့သုံးလို့ as function မရဘူးဆိုရင်ဒီ suspension လေးကိုလည်းဒီလိုလေးသုံးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်